ကဲအားလုံးမင်္ဂလာနံနက်ခင်းမကြိုဆိုလိုက်ပါရခင်ဗျာကဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးမင်္ဂလာနံနက်ခင်းမဒီနေ့ကတော့ Lucky 7ခုနှစ်ရက်3လ2025မင်္ဂလာရှိတဲ့ Lucky ရှိတဲ့မင်္ဂလာရှိတဲ့ခုနှစ်ရက်3လ2025နေ့ရက်ဖြစ်တဲ့အတွက်နေ့ရက်တိုင်းနေ့ရက်တိုင်းကိုကျွန်တော်မင်္ဂလာရှိစွာเนาะ Lucky မင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုနေ့ရက်တိုင်းပိုင်ဆိုင်နိုင်ကြပါစီလို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကို စုမုံအောင်တောင်းလိုက်ပါရဲစီးပွားရေးတွေအဆင်ပြေကြပါစေနော်ကျန်းမာရေးတွေကောင်းကြပါစေအန္တရာယ်တွေကင်းကြပါစေလို့စုမုံအောင်တောင်းရင်းနဲ့ကျွန်တော်တို့ကနေ့အတိုင်းကိုနော်တက်ကြွရှင်လန်းစွာဖြင့်မင်္ဂလာရှိစွာဖြတ်သန်းကြဖြတ်သန်းခြင်းအားဖြင့်နေ့အတိုင်းနေ့အတိုင်းမင်္ဂလာရှိတဲ့ရက်တွေကိုကြောက်လာမှာဖြစ်ပြီးတော့ကျွန်တော်တို့အကောင်းမြင်တဲ့စိတ်ဓာတ်လေးနဲ့ရှင်သန်နေတိုင်းခြင်းအားဖြင့်မိမိကိုယ်ကိုကျမ်းမာရေးတွေကောင်းလာမှဖြစ်ပြီးတော့စီးပွားရေးတွေကောင်းမွန်လာမှဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ မင်္ဂလာရှိလာတဲ့နေ့ရက်လေးမှာကျွန်တော်တို့ကားငါးစီးစလုံးကားငါးစီးပေါ့နော်စလုံးကားတွေကြီးပဲကျွန်တော်တို့ဒီစလုံးကားတွေကတော့မော်ရယ်မြင့်အခေယာမြင့်ကျွန်တော်အယောင်နေဆိုရင်လဲကျွန်တော်တို့ white color လေးတွေရရှိမဲ့ကားလေးတွေကိုစလုံးကားငါးစီးကိုကျွန်တော်ပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကဲစလုံးကားချစ်သူများစလုံးကားရှိလားစလုံးကားရှိလားသိန်း900လမ်းရှိလားသိန်း800လမ်းရှိလားသိန်း900လမ်းရှိလားအစသဖြင့်မေးမြန်းကြတဲ့အမေးမြန်းများကြတဲ့ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားကားချစ်သူမိဘပြည်သူများအားလုံးအတွက်ကဲသိန်း900သိန်း800ဝင်းကျင်စသဖြင့်ကားလေးတွေကိုကျွန်တော်ပြသပေးသွားမှာဖြစ်ပါတယ်အခုကျွန်တော်ရဲ့ရှေ့မှာမြင်နေရတဲ့ကားလေးနှစ်စီးကတော့ကျွန်တော်တို့ Soe A5 ဆိုတဲ့ကားလေးရဲ့ကျွန်တော်တို့လူကြိုက်များရေပန်းစားတဲ့ Suzuki Suzuki CS 2019 model ကားလေးရဲ့ကျွန်တော်နှစ်စီးကိုကျွန်တော်တို့တွေ့တွေ့မြင်ရမှာဖြစ်ပြီးတော့ကျွန်တော်ရဲ့ background မှာတော့ကျွန်တော်တို့ Sinova D50 D50 ဆိုတဲ့ကားလေးရှိမယ်ပြီးသွားရင်ကျွန်တော်တို့ Hyundai Accent Hyundai Accent ရုပ်ပြောင်းမှလိုချင်တယ်ဆိုတဲ့မိတ်ဆွေများအားလုံးအတွက်ကတော့ကျွန်တော် Hyundai Accent ရုပ်ပြောင်းလေးဆိုတော့3000စွန်းစွန်းလေးမှာရရှိမှာဖြစ်ပြီးတော့ခြံကန်း H pin B511 ဆိုတဲ့ 3S နဲ့ရရှိမယ်ကျွန်တော်နေပြီးတော့ license နဲ့ရရှိမယ်ကားလေးကတော့ကျွန်တော်တို့3800ဝန်းကျင်နဲ့ရရှိမယ်ဒီဘက်မှာတော့ကျွန်တော်တို့ Sinova D50 D50 ကားလေးကတော့ကျွန်တော်တို့3800ကျော်မှာရရှိမှာဖြစ်ပါတယ် ီလိုပဲကျွန်တော်တို့3900ဝန်းကျင်မှာ Suzuki CS လေးတွေရှာနေတယ်เนาะ AKR နေနဲ့7ကျူနဲ့ YGI license ရှာနေတဲ့မိတ်ဆွေများအားလုံးအတွက်ကတော့3900ဝန်းကျင်နဲ့ရရှိမှာဖြစ်ပြီးတော့ဒီဘက်မှာတော့ကျွန်တော် Soe A5 Soe A5 မှာလိုချင်တဲ့အဖြူရောင်မှာလိုချင်တဲ့ Auto Manual Mount နေနိုင်တဲ့ Posted Smart Key နေနဲ့ Laser Sight နဲ့ Mount နေချင်တဲ့เนาะကျွန်တော်တို့ဒီလိုမျိုး great ပြည့်ပြည့်ကိုကျွန်တော်လိုချင်တယ်ဆိုတော့မိတ်ဆွေများအားလုံးအတွက်3900ကျော်မှာရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်3900ကျော် 3900ကျော်ကျွန်တော်တို့3000ဆွဆွနဲ့ကျွန်တော်တို့3800ကျော်3800ဝင်းကျင်မှာရရှိမဲ့ကားလေးတွေ3800 3800နော်3900 3900စသဖြင့်ကျွန်တော်တို့ငေးမြန်းများကြတဲ့မိတ်ဆွေများအားလုံးကတော့ကျွန်တော်ကားလေးတွေကိုတေချာလေးရှင်းပြပေးမယ်2020 model နဲ့ကားလေးကိုကျွန်တော်တို့ 3R နဲ့ MBY license Soy A5 ကားလေးကိုကျွန်တော်ရရှိမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ မော်ဒယ်အနေနဲ့မြင်ပါတယ်เนาะအခေအနေနဲ့မြင်ပါသွားပြီးတော့ကျွန်တော်အရောင်အနေနဲ့လည်း white color ဖြစ်တဲ့အတွက်အရောင်အနေနဲ့လည်းမြင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ gray ဆိုလို့ရှိရင်ကျွန်တော်အတွင်းထဲမှာเนาะ blue gray တွေပါဝင်သွားမလဲဆိုတော့ကျွန်တော်ထိုင်ကုန်လေသာစီတွေပါဝင်မယ် poster smart key တွေပါဝင်မယ် auto manual တွေမောင်းနေနိုင်မယ်စသဖြင့်ကျွန်တော်တို့ဆွဲဆောင်မှုကျွန်တော်တို့မိသားစုအတွက်အသုံးဝင်စေမဲ့ကားလေးယာလေးတွေကိုပါဝင်စေတာဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံး ပုံမကားနုပညာစီမှာတဏီယာထဲမှာကားအမျိုးအစားများစွာရရှိတဲ့အပြင်ကိုကျွန်တော်ဒီနေ့မှာတော့เนาะ special highlight လုပ်ပြီးတော့ပြသပေးတာဖြစ်ပါတယ်။ကား၅စီးเนาะစလုံးကား၅စီးကိုတေချာ special highlight လုပ်ပြီးပြသပေးတာဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံးတစ်ချက်တော့ကျွန်တော်လည်းဒူလိုက်လံပြီးတော့ကြည့်ရှုပေးပါဦးခင်ဗျာ။အဓိကလေးကတော့ကျွန်တော်တို့ great အစုံလင်းဆုံးကားလေးတစ်စီးဖြစ်ပြီးတော့ကျွန်တော်ဒီဘက်မှာတော့တော့ကျွန်တော် Suzuki CS လေးကတော့လူတိုင်းတိုက်နေတဲ့ကားလေးတစ်စီးလို့ပြောလို့ရတယ်။ Suzuki CS ကတော့ engine power အနေနဲ့ 1.4 engine power ဖြစ်သွားပြီးတော့ 2E မျိုးစားဖြစ်ပါတယ်။ engine power 1.4နဲ့ 2E ဖြစ်တယ်။ Posted Smoky တွေဖြစ်တယ်။အဲသူကတော့ရိုးရိုးရှင်းရှင်းလေးဂျပန်ကားဆိုတော့ကျွန်တော်ဂျပန်ကားဆိုတဲ့အတိုင်းပဲကျွန်တော်ရိုးရှင်းလွယ်ကူစွာဖြင့်ကျွန်တော်ကားလေးကိုတုံးဆွဲနိုင်တဲ့အခေယာအနေနဲ့7ကျူဖြစ်တယ်။ဒီကားလေးကိုကျွန်တော်ရရှိမှာဖြစ်ပါတော့။ကဲကျွန်တော်နဲ့ဒီခုဒီဘက်ကား3စီးကိုတစ်ချက်တော့လိုက်ကြည့်ပြီးပါဦး။ကဲကျွန်တော်ရဲ့ background မှာမြင်တွေ့ရမယ့်ကားသုံးစီးကတော့ကျွန်တော်တို့သိန်းသိန်း900ဝန်းကျင်သိန်း1000ဝန်းကျင် သိန်း800ဝန်းကျင်စသဖြင့်ကားလေးတွေကို၃သီးကိုကျွန်တော်ပြသပေးမှာဖြစ်ပါတယ်။ engine power အနေနဲ့ engine power 1.52e ဖြစ်ပါတယ်။ engine power 1.52e ရော AKR အနေနဲ့ S10 ဖြစ်ပြီးတော့ MDY license ဖြစ်ပါတယ်။အဒီဘက်ကတော့ engine power 1.4ဖြစ်တဲ့ engine power 1.4ကို 2e မျိုးစားနဲ့ရရှိမှာဖြစ်ပြီးတော့ brake အနေနဲ့တော့ posted smuggy ပါမယ် auto manual တွေမောင်းနေနိုင်မယ်လဲသာထိုင်ကုန်လဲသာ seat တွေပေါင်းသွားမယ်ကားလေးတစ်စီးဖြစ်တဲ့ဒါကတော့ကျွန်တော်တို့ online asset မှာရုပ်ပြောင်း ရုပ်ပြောင်းဖြစ်ပါနော်ရုပ်ပြောင်းဆိုတော့ကျွန်တော်2020မှာဆိုလို့ရှိရင်ရုပ်ဟောင်းလေးတွေကျွန်တော်လမ်းပေါ်မှာကျွန်တော်တို့ရန်ကုန်မြို့ရဲ့လမ်းမများမှာမြန်မာနိုင်ငံဒေသအသီးသီးမှာကျွန်တော်တို့တွေ့ရှိရမယ့်ကားလေးတွေဖြစ်ပြီးဒါကတော့ကျွန်တော်တို့ Diamond Share နဲ့ရုပ်ပြောင်းဖြစ်ပါနော်ဒါကတော့အဆက်ရုပ်ပြောင်းလေးကိုကျွန်တော်တိတ်တောင်အစွန်ပိုင်းလေးတွေမှာရရှိမှာဖြစ်ပါတယ်ခင်ဗျာအပြီးတော့ရင်တော့ကျွန်တော်တို့တိတ်800ဝန်းကျင်မှာလိုချင်တဲ့အခေအမြင့်မြင့်မှလိုချင်တဲ့ဆိုရင်တော့ engine power 1.5နဲ့ 2V နဲ့ 3S နဲ့နေပြီးတော့ license ဒီကားလေးကတော့အစ်စ်ချက်ချွတ်တိုင်းရရှိမှာဖြစ်ပြီးတော့မိတ်ဆွေများအားလုံးစလွန်ကား၅စီးဒီနေ့မှာတော့နော်စလွန်ကား၅စီးကိုကျွန်တော်ပြသသွားတာဖြစ်ပါတယ် engine power 1.4လေးရမယ် engine power 1.5နဲ့၅စီးကိုကျွန်တော်ပြသသွားတာဖြစ်ပါတယ်မိတ်ဆွေများအားလုံးကျွန်တော်ဒီမှာကားလေးတွေအမျိုးအစားများစွာဒီပြအောက်ပိုင်းမြင့်မြင့်ကားလေးတွေလည်းကျွန်တော်ကြော်ညာလေးတော့စကားမဆက်ဘိုင်းသဝေးကျွန်တော်ကြော်ညာလေးပါဝင်လိုက်မယ်ကျွန်တော်ဒီမှာကားအမျိုးအစားများစွာကိုအစီး30ဝန်းကျင်လောက်ကို တနေရာထဲမှာရွေးချယ်ဝယ်ယူနိုင်ပေမဲ့ကျွန်တော်စီမှာ highlight လုပ်ပြီးတော့ပြသွားတဲ့ကား၅စီးအပြင်ကိုအခြားကားလေးတွေများစွာကိုတနေရာထဲမှာရွေးချယ်ဝယ်ယူနိုင်တာဖြစ်တဲ့မိတ်ဆွေများအားလုံးရွေးထွေးပြူငါစွာကြိုးစုံနေတဲ့ကိုမိုးကားနုမြာကိုဓာတ်ရောက်ခဲ့ဖို့ရွေးထွေးစွာဖိတ်ခေါ်လိုက်ပါရစေခင်ဗျာအားလုံးရှင်လန်းချမ်းမြေ့ကြပါစေမင်္ဂလာရှိတဲ့နေ့လေးတွေကိုပိုင်ဆိုင်နိုင်ကြပါဒီနေ့က lucky 7 day เนาะ lucky 7ခုနှစ်ရက်နေ့ဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံးမင်္ဂလာရှိကြပါစေလက်လာဘက်တွေရှိကြပါစေလို့ဆုမွန်ကောင်းတောင်းရင်နေ့ရက်တိုင်းဟာမင်္ဂလာရှိတဲ့နေ့ရက်တွေလို့ သဘောထားပြီးတော့နေ့အတိုင်းနေ့အတိုင်းကိုစူးစမ်းရှာဖွေပြီးတော့ရှာဖွေနိုင်ကြပါသေးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးလေးလူငယ်နဲ့လူကြီးအားလုံးမိတ်ဆွေများအားလုံးတိုးတက်အောင်မြင်တဲ့လူတွေဖြစ်ကြပါသေးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးရှင်လန်းချမ်းမြေ့ကြပါသေးခင်ဗျာ